အဲ့တော့ငါဘလို့အမြင်ရှိခဲ့လဲဆိုတော့ဒါကတော့ဒီအဒေတာခံလူသူတွေကတောင်းဆိုတဲ့ဟာတွေကဒါဖြစ်တင်ဖြစ်ထိုက်တဲ့အသူတို့ရဲ့အခွင့်အရေးဖြစ်တယ်ဆိုရဲဟာပေါ့နော်ဒါကသူတို့ရဲ့ဒေတာကိုသူတို့ကောက်ွယ်ပြီးတော့တောင်းဆိုတယ်ဆိုရဲဟာတော့မြင်နေပေါ့နော်အရလကတော့ဟိုကျွန်ဟိုပထမဦးဆုံးကတော့သူတို့ပြန်လူလာဖို့ပေါ့နော်ပြန်လူလာဖို့ဆိုရဲဟာတွေပြောကြတယ်ပြီးတော့ဒီတောင်းဆိုတဲ့အချက်တွေကိုလိုက်ရောပေးမလားဆိုတော့ အဟာတွေရှိတယ်ပေါ့နော်ဆိုတော့အအဓိကတော့အဲအဲ့နဲ့ချက်ကိုပေါ့နော်အဓိကတော့တို့ဒီအခေါင်းဆောင်တွေပြန်လူလာမယ်ပြီးတော့အဲ့မှာတို့တောင်းဆိုတဲ့အချက်တွေကရမလားမရဘူးလားဆိုတဲ့ဟာတွေပေါ်မှာဒါကတော့ကျမတို့ဒီ ဆိုရင်ချဲတော့ရှိတယ်ဒါပေမဲ့တခုရှိတာကတော့ဟိုရသွားတော့ကောင်းတော့ပေါ့နော်သူတို့သဘောတူပြီးတော့ဆက်ပြီးတော့သူတို့စီမံခဲ့တဲ့ဆက်မလုပ်ဘူးဆိုတော့ကောင်းတယ်ပေါ့နော်ဟိုဆက်လုပ်ရင်တော့ဒီဟာကတော့ခဏတဖြုတ်ပဲလို့ပဲမြင်တယ်ပေါ့နော်ဟိုကောင်းစားတွေပြန်လှလာလဲမယ်ဒီသူတို့ရဲ့လက်ရှိသူတို့မလိုလားတဲ့ဒီကိစ္စအာစီမံကိစ္စဆက်မဖြစ်ဘူးဆိုတော့ကိစ္စရတွေကတော့ဟိုတနေ့အဖြစ်တော့ဟိုဘယ်လိုပြောရမလဲ ပြီးသွားမယ်လို့တော့မထင်ဘူးပေါ့နော်ဟုတ်အဓိကဝန်းရံရတဲ့ရွယ်ချက်ကတော့ဒီအာ သူတို့ဒေတာခံလူသူတွေနဲ့သူရက်တည်တယ်ဗောနော်ရက်တည်တယ်ပြီးတော့နောက်တစ်ခုကလူခွေရဲ့ချိုးပေါက်မှုတွေကို ကျွန်တော်လက်မခံဘူးအဲကြောင့်မို့ဒီလက်ရှိအဖန်စီခံရတဲ့လူတွေကိုကျွန်တော်တို့ဟိုတွေ့ဆုံညှိနှိုင်းတဲ့စီဝေးမှာကျွန်တော်တို့ဒီမှာကတော့လာပြီးတော့ဝန်ရရချင်းဖြစ်တယ်ဗောနော်အအဓိကတော့ဒီဒေတာခံလူသူဗောနော်ဟိုဘရဒေါင်းစင်မွေးစုကတောင်းတဲ့ဒီအဓိကသူရဲ့အခွင့်အရေးကိုလိုက်လျောပေးရတော့ကောင်းတယ်ဗောနော် ဟုတ်ကျွန်တော်အင်မတန်မှဝမ်းမြောက်ဝမ်းသာပါတယ်အဲဆိုတော့ဒီလိုမျိုးပြန်လဲနှစ်ဖက်ဦးနှစ်ဖက်ပြန်လဲအဆင်ပြေတဲ့အတွက်ပြီးတော့ဒီလိုမျိုးရှစ်ဆက်သွားမဲ့ခီးမှလည်းပူပြေးမှတော့စပြေချုံးမိမယ်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အလုံးဝမ်းမြောက်မိပါကြောင့်ကျွန်တော်ပြောမိချင်ပါတယ်ဟုတ်ဟုတ်ကျွန်တော်အနေနဲ့တော့အာတို့ဖန်သားကြတဲ့အဆိုရင်တော့ဒါရဇူးမှုမြောက်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ဘယ်လိုအမြင်လဲဆိုတော့တို့ပြန်လို့တဲ့အတွက်လဲကျွန်တော်ဝမ်းသာတယ်ဆိုတော့အဲကျွန်တော်ဒီဝအဲဒီသူတို့လွတ်လွတ်တာကိုပဲကျွန်တော်အင်မတန်ဝမ်းသာတဲ့အတွက်ကြောင့်မလို့ရှစ်ဆက် သူတို့အနေနဲ့အပြည့်ပြည့်လဲလဲညှင့်နိုင်မယ်လို့ကျွန်တော်ထင်တယ်။သူတို့အပြည့်ယူရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်နှစ်ဖက်နှုတ်ဖက်စလုံးအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်။ဒီစပြီးဖန်ခါရတဲ့ချိန်ကကျွန်တော်တို့ကမတိခဲ့ဘောနော်။သူကညှင်းတဲ့အချိန်မူလည်းမရှိဘူးမှာဒီတိုင်းဖန်သွားတဲ့ခါကျတော့ဝုကနဲ့ဆိုပြီးစိတ်တူလာလဲရှိခဲ့တာပေါ့။ဒီမှာလူငယ်ဆိုတော့ပောက်ကွဲရပါအဲ့လိုမျိုးဒီကျွန်တော်တို့ရွာအတွက်ဒီလိုမျိုးစီးဆောင်ပေးမဲ့လူတယောက်ဒီလိုမျိုးလူလာတာသူတို့အတွက်ကိုယူဆရာလက်ချေဝမ်းလက်တာပေါ့ဒီလိုပြော ဒီသူတို့တယောက်နေနဲ့အပြီးတော့ဖြစ်တယ်ဆိုတော့ဖြစ်တယ်ဆိုတော့တကယ်ကျွန်တော်လည်းတော်တော်လေးပေါက်ခွဲရပါတော့ကျွန်တော်ဒီလက်ပွေးချက်ကုံမလီတော့စဝင်လာကြရကဆူကျွန်တော်ရွာပြည့်ပြည့်စီမဲ့ဟာတွေထိလာနိုင်ရဲ့အချင်းညှို့ရှိရပါတော့ဒါကြောင့်မို့ဒီကျွန်တော်ကန့်ကွက်တာပေါ့ဒီမှာဒီအခုလိုမျိုးကျွန်တော်တို့ခေါင်းဆောင်လဲဖန်စီခေါင်းဆောင်သွားပြီးမှဒီကျွန်တော်တို့ညနေတန်ပေမှုမရှိဘဲနဲ့ခေါင်းဆောင်သွားတဲ့ခါကျတော့ သူတို့ကျွန်တော်တို့ကျွန်တော်ကတော်တော်လေးမချိခဲ့ရတာပေါ့မင်းမသိနာပတ်တဲ့ဘီကျွန်တော်တို့ပြည်သူတွေလှုပ်ရှားမိခုဆရာနေရာလည်းဖြစ်တာပေါ့နော် ပြီးမှဒီစီဘေးရှောင်းဝေးရလာတဲ့စီဘေးရှောင်းတွေတက်ဆွေလဲသူတို့ကကျွန်တော်တို့ဒီကျမလာပြီးမှသူတို့အပြည့်လှုပ်ရှားဆရာတခုလည်းဖြစ်တာပေါ့အားလုံးရဲ့အတန်း Federal FM